အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်မယ့် episode 65အစမှာတော့ဟိုးရီတုံကအနိုင်ကျင့်ခံနေရတယ်ကိုဆောင်းကိုပြထားပါတယ်ထိုချင်းတော့ကဖတီကောင်တကောင်ကကိုဆောင်းရဲ့လွယ်ကိုအနိုင်ကျင့်ပြီးတော့ယူဖို့လုပ်နေပါတယ်ထိုချင်းပါပဲဟဲ့ဖတီဖယ်ဆန်းဆိုတဲ့စကားနဲ့သူဖီနီရောက်လာခဲ့ပါတယ်ထိုချင်းကြောင့်ဖတီတို့ကဖီနီကိုကြောက်ကြတာကြောင့်လမ်းဖယ်ပေးလိုက်ကြပါတယ်ဖီနီကလည်းကိုဆောင်းရဲ့နောက်ကခုံမှာထိုင်လိုက်ပါတယ် ခုနောက်ဖက်ဒီကဖနီ sorry ကွာဒီနေ့ကြောင်းလာတာစောလာကြီးလားငါတောက်ရတကူကိုဝယ်ပေးရအောင်လားဆိုပြီးတော့ဖားနေပါတယ်ခုဆောင်ကတော့ဖက်ဒီတို့ကိုပြန်လဲမလုပ်ရတာကြောင့်ကြိတ်မနိုင်ခဲမရဖြစ်နေပါတယ်နောက်နေ့တွေမှာလေဖက်ဒီကကိုဆောင်ရဲ့ရေဇီဖနာကိုမလာခဲ့ပြီရောကိုဆောင်မင်းဖနာကမလိုက်ငါတို့ခဏလောက်ဖနာချင်းလဲစီကြရအောင်မြတ်ချမ်းသာပါလေကွာဒါလောက်ကတော့ easy ပဲဟုတ်တယ်မလား ကျေးဇူးနော်ဆိုပြီးတော့ပြောအောင်ဖက်နောက်ကိုယူသွားပါရယ်ကိုဆောင်ပါလေဘာမှပြန်မပြောရတဲ့အကြောင်းဒီတိုင်းပဲညင်ခံလိုက်ရပါရယ်ဒီလိုနဲ့ကျောင်းကလူတွေအပန်းပြေကြီးထွက်ရမယ့်အချိန်ကိုရောက်လာခဲ့ပါရယ်ဖက်တီတို့ကတော့ကိုဆောင်စီကနေအပန်းပြေကြီးထွက်ဖို့အတွေ့ဆိုပြီးတော့ပိုက်ဆံတွေကိုညှစ်နေပါရယ်တောလိုက်တာကွာကျေးဇူးပဲဒီပိုက်ဆံမျက်နှာနဲ့ငါတို့မင်းကိုတောလိုက်ရလာတော့လွတ်လပ်ဝင်ပြေးလိုက်မယ်ဆိုပြီးတော့ဖက်တီကကိုဆောင်ကိုပြောနေပါရယ် ကိုစောလဲမကြည်နဲ့တာကြောင့်ဖက်ဒီကိုစိုက်ကြည့်နေခဲ့ပါတယ်။ထို့အချိန်မှာဖက်ဒီကသူတို့ကိုစိုက်ကြည့်ရကောင်းလားဆိုပြီးတော့ကိုစောင်းကိုထိုးပစ်လိုက်ပါတယ်။တတော်လည်းပဲကျောင်းကသူတွေခီးချွနေတဲ့အချိန်မှာတော့ကိုစောင်းကကျောင်းကိုရောက်လာခဲ့ပြီးတော့ကျောင်းခေါင်းမိုးဘုတ်ကိုတက်သွားခဲ့ပါတယ်။ထို့နောက်ကိုစောင်းကသူ့ရဲ့ပစ္စည်းတွေကိုချလိုက်ပြီးတော့ကျောင်းခေါင်းမိုးပေါ်ပေါ်ကိုတက်လိုက်ပါတယ်။ကိုစောင်းကတော့သူ့ရဲ့အနိုင်ကျင့်ခံဘဝကြီးမှာစက်သီးမခံနိုင်တော့နောက်ဆုံးကျောင်းဘုတ်ကနေခုံချဖို့လုပ်နေပါတယ်။ သူ့ကောင်းထဲမှာလေငါဒီငရဲကနေလွတ်ဖို့ဒီနီးကအလွယ်ကူဆုံးနဲ့အမြန်ဆုံးပဲဆိုပြီးတော့တွေးနေပါတယ်ထောချင်ပါမင်းရမင်းအလားခုံချချင်နေတခြားနေရာသွားခုံချငါ့တော့အမှုပမလုပ်နဲ့ဆိုပြီးတော့ကြောင်းခုံဖို့ပေါ်မှာစလိတောက်နေတဲ့ဖင်နီကပြောလိုက်ပါတယ်ကိုဆောင်ကလေမင်းခီးကိုလိုက်မသွားဘူးလားဆိုပြီးတော့မေးလိုက်ပါတယ်ထွန်းတော့ဖီလီလေထားလိုက်လာပြီးတော့ဟိုကောင်တွေအနံ့ကျင့်တာမခံနိုင်တော့လို့ဒီလိုလှုပ်တော့မလို့လားမင်းကတော့ဟာတာပဲ မင်းရော့သွားလေဟိုကောင်တွေကသူတို့ကိုသူတို့အပြစ်ရှိရလို့ထင်နေပဲများထင်နေရလားမင်းเจ้าကို ဟာတလုပ်ပြီးတော့ပြောနေအောင်ပါဟွာဆိုပြီးတော့ပြောလိုက်ပါတယ်ကိုဆောင်ကလည်းမင်းကဘာသိလို့လဲငါ့ကိုခွေးတကောင်လို့လှုပ်ချင်တယ်လှုပ်နေကြတာကွာမင်းလိုလူမိုက်ကောင်ကတော့ဒါမျိုးတွေကိုဘယ်ခံစားမှုပါမလဲဆိုပြီးတော့ပြောလိုက်ပါတယ်ထိုချင်းမှာဖီနီကတော့ဘာလူမိုက်ဟုတ်လားငါလည်းမင်းလိုမခံစားခဲ့ရဘူးများထင်နေရလား ဒါပေမဲ့ငါမင်းလိုသရေဘောကြောင့်ပြီးရောဒီလိုမျိုးတွေလုပ်နေခဲ့တာမဟုတ်ဘူးကွာငါဆိုတဲ့ကောင်လူမိုက်တွေပါရင်တွေ့နေမှာမဟုတ်ဘူးငါ့ကိုလာထိတဲ့ကောင်ကတော့ငါ့ကိုလုတ်ခဲ့တိုင်းတည်းစင်စပြန်ပေးစမယ်ထားပါတော့မင်းရမင်းအရန်ခုံချချင်နေလေခုံတာချလိုက်ဒါပေမဲ့မင်းကငါတခုတော့ပြောပြမယ်မင်းမကိုကိုတတ်တိရောက်လာတဲ့ထိတတိတွေရှိနေအဲ့ဒီတတိတွေ ਨੇ ကိုကိုကိုပဲပြောင်းလဲလိုက်စမ်းပါဆိုပြီးတော့ဖီနီကကိုဆောင်းကိုပြောလိုက်ပါတယ်ကိုဆောင်းလေး သူ့ကိုယ်သူပြန်စင်းစားမိသွားပြီးတော့အရန်စိတ်တူသွားပါတယ်။ကျွန်တော်လည်းဖက်တီတို့ကခီးကပြန်လာပြီးတော့ကြောင်းပြန်တက်တဲ့အချိန်မှာတော့ကိုဆောင်စီကိုထပ်ပြီးတော့ရောက်လာခဲ့ကြပါတယ်။ဟာကိုဆောင်ကြည်ကောင်းနေပါလား။ငါတို့ကြောင်းပြီးဂိမ်းသွားဆော့ချင်လို့ပက်ဆန်လေးနင်းနေလောက်ပြေးစမ်းပါဆိုပြီးတော့ဖက်တီကပက်ဆန်လာပြီးတော့ထက်ညင်နေပါတယ်။ကိုဆောင်ကလည်းငါ့မှာလည်းတပြားမှမရှိဘူးဆိုပြီးတော့ဖက်တီကိုပြောလိုက်ပါတယ်။ဖက်တီလည်းကိုဆောင်ကသူ့ကိုပြန်အခါနေနေကြအောင် စိတ်ကြိုသွားပြီးတော့အင်းကြီးကိုဆွဲကကိုဆောင်းကိုနေရံမှာကတ်လိုက်ပါတယ်။ဆိုတော့မင်းကတော်တော်ရီတတိတွေကောင်းနေရပါ့။ငါရှာကြည့်လို့ပိုက်ဆံတွေမင်းသိပြီသားမှဆိုပြီးတော့ဖတီကပြောလိုက်ပါတယ်။ကိုဆောင်းလည်းဖနီပြောခဲ့တာတွေကိုပြန်ပြီးတော့တတိရလာပြီးတော့ဒီလိုတရေဘောကြောင့်နေတဲ့သူ့ကိုယ်သူလည်းစိတ်ပြက်လာခဲ့ပါတယ်။ဒီလိုနဲ့ဒေါသနဲ့တူကိုဆောင်းကငါမှမရှိဘူးလို့ဘယ်နှခါပြောအောင်လဲဆိုပြီးတော့ဖတီရဲ့မျက်ခွန်ကြီးကိုချိုးပစ်လိုက်ပါတယ်။ ူတို့ကိုကြည့်နေတဲ့ចောင်းသားတွေလည်းကိုဆောင်ရမတူတော့တဲ့ပုံစံကိုကြည့်ပြီးတော့ចောင်းသွားကြပါတယ်။သို့နောက်ဖက်ဒီရဲ့နှာခေါင်းကနေလည်းသွေးတွေထွက်လာခဲ့ပါတယ်။ကိုဆောင်လည်းဟီယောမင်းတို့သိရင်ထလာကြည့်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဒီလိုနဲ့နှစ်ယောက်သားရန်တွေစဖြစ်ပါတယ်။လူတိုင်းကလည်းသူတို့ကိုဒီတိုင်းဝိုင်းကြည့်နေခဲ့ကြပါတယ်။ခဏနေတဲ့အခါမှာတော့နှစ်ယောက်စလုံးအလဲလဲအကွက်ကွက်တွေဖြစ်နေကြပါပြီ။ဒီလိုနဲ့ပဲဖရီကခုံကိုဆွဲပြီးတော့ ကိုစောကိုရိုက်တော့မယ့်အချိန်မှာပဲပြောင်းလေမင်းတို့ကောင်တွေတော်တော်ပဲဆိုပြီးတော့ဖီနီရောက်လာခဲ့ပါတယ်ဖက်တီကတော့ဖီနီဒီမသားလေးကဆိုပြီးတော့စကားမဆုံးခင်ပါပဲဖီနီကမင်းကိုတော်လိုက်တော့လို့ပြောနေရမကြဘူးလားမင်းဆက်လို့နေမင်းနဲ့ငါတွေ့သွားမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ကိုစောကတော့ပြဲကွဲနေပါပြီကိုစောလေရံဖြစ်ပြီးတဲ့အချိန်မှာတော့ပရင်းနာမှာတယောက်တည်းနေနေခဲ့ပါတယ်ထိုချိန်မှာပဲဖက်တီကသူ့ကောင်တကောင်နဲ့ ကိုဆောင်ရှိတဲ့ဘက်ကိုစကားပြောရင်းနဲ့လမ်းလျှောက်လာခဲ့ပါတယ်။ဒီလိုနဲ့နှစ်ယောက်သာမျက်နှာချင်းဆိုင်တွေ့တဲ့အခါမှာတော့ဖက်ဒီကကိုဆောင်ကိုရှောင်သွားခဲ့ပါတယ်။အဲ့ဒီချိန်ကနေစပြီးတော့ကိုဆောင်ကဖီနီရဲ့စကားတစ်ခုနဲ့သူ့ကိုယ်သူအနိုင်ကျင့်ကံဘဝကနေရုံးထွက်လာနိုင်ခဲ့ပါတယ်။အခုချိန်မှာတော့ကိုဆောင်ကိုသူ့ရဲ့စကူဘီဘေးလေးပေါ်မှာထိုင်ပြီးတော့ဒီเจ้าတွေကိုပြန်စင်းစားနေမိခဲ့ပါတယ်။သူ့ရဲ့ရှေ့မှာတော့မီနူတို့ကသူတို့အသွင်ရဲ့ယူနီဖောင်းအင်ဂျီကိုဆမ်းပြီးတော့ဝုတ်ကြည့်နေခဲ့ကြပါတယ်။ ထို့နောက်မှာပဲဂျွန်ကမင်းကိုဟေးအောင်ဗီနီကဒီနေရာကို လာရောလာပါမလားဆိုပြီးတော့မေးလိုက်ပါတယ်မင်းကလည်းငါလည်းမသိဘူးလေကွာမင်းကတော့သူ့ကိုဒီနေရာမှာ training ဆင်းကြဖို့ခေါ်ထားတာပဲဆိုပြီးတော့ပြောလိုက်ပါတယ်ထို့ချင်းမှာပဲဆရာကြီးဗီနီကစပယ်လေးနဲ့သူတို့စီကိုလာနေရာကိုမြင်လိုက်ရပါတယ်မိရကလည်း ဖီနီစီကိုသွားလိုက်ပြီးတော့သူတို့အသင်းရဲ့အင်ဂျီလေးကိုပေးလိုက်ပါတယ်။ဖီနီကလည်းအရင်ကဖြစ်ခဲ့တာတွေနဲ့ဒင်းတို့ကိုတောင်းပန်ပါတယ်။ပြီးတော့ကျေးဇူးပါဆိုပြီးတော့ပြောလိုက်ပါတယ်။ထွန်းတော်ဖီနီကအဝေးကနေသူတို့ကိုကြည့်နေတယ်။ကိုဆောင်းကိုတွေ့လိုက်ရပါတယ်။ကျွန်တော်လည်းသူတို့စိတ်ထဲမှာတရက်ကိုတရက်ပြောနေတဲ့စကားလေးတွေကတော့ဒီစကားလေးပဲဖြစ်ပါတယ်ခင်ဗျာ။ဆလန်လေးရဲ့အဆုံးမှာတော့လူစုံတက်စုံနဲ့ အမေဘက်အဖွဲ့ကြီးရဲ့ပုံကိုပြတ်ထားပြီးတော့ဝင်းဖလင်ကစီဇန်1ကိုအဆုံးသတ်ထားပါရခင်ဗျာဒီနေရာဒီလိုက်ပါကြည့်ရှုလာသူတက်ရောက်ခြင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါရခင်ဗျာဘရိုတို့အားလုံးကိုစီဇန်2မှာဆက်လက်ဆောင်တွေ့ကြပါမယ်ခင်ဗျာ